ထမအဦးဆုံးစစ်တုံမြူ၃မှာကိုထောင်းပါတယ်ပြီးတော့ရုပ်သီးစိမ့်လေးအဆက်တောင်လေး၃ထောင်းလောက်ကိုထောင်းလိုက်ပါတယ်ပြီးတော့မြေပဲစားလုံးထည့်ထားမယ်ပေါ့နော်အကုန်လုံးကကျင်ညက်နေအောင်ထောင်းပါဦးလုံးဝဲလေးပဲထောင်းပါတယ်ပြီးတော့ခါကျဲဦးလေးထည့်တယ်တံညာသီးတစ်စိမ့်ထည့်တယ်ဒီညမှာအချင်းကြိုက်ရင်တံညာသီးကိုနှစ်စိမ့်လောက်ထည့်ပေါ့နော် ကဲဒါကလေငပိရေတို့မကြီးရေတို့ ਨੇ တေချာပစုံကြောင်လေးနဲ့နှက်ထားတဲ့အချင်းနှက်ရေလေးပေါ့နော်ဒီနှက်ရေလေးကိုကျမကနှစ်စွန်းလောက်သုံးလိုက်ပါလေသုံးပြီးတော့နဲနဲပြရနဲမုန်ဘတ်လေးတွေကိုထည့်ပြီးတော့ကျမထောင်းလိုက်ပါတယ် ကဲပြရနဲ့စားမဲပကံလေးကိုထည့်လိုက်ပါရပေါ့နော်ဒါဆိုလို့ရှိရင်ချင်းချင်းဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတဲ့မုန်းဖတ်ထောင်းလေးရပါပြီဒါကိုပလေတင်လေးလှအောင်လို့ကျမကဆက်လက်ရက်လေးတို့သခွားသီးလေးတွေတို့ထည့်လိုက်ပါတယ်ကဲနောက်တစ်ခုကတင်မောဒီတောင်းထောင်းမယ်ပေါ့နော်ဒါတင်မောဒီတောင်းကိုအဲဒီချစ်တေချာတင်မောဒီကိုတေချာချစ်ပြီးရောရေခဲတက်တာလေး45မိနစ်ထည့်ထားပါကျမကျွတ်ကျွရွရွလေးစားခြင်းသူရေခဲတုံးလေးပါထည့်ပြီးရော အာရေခဲတတရဲ့ထဲထားတာပေါ့နော်ဒါကနလိုပဲအဲကျမကျက်တုံမျိုးနေရင်ဒီစိမ့်ထောင်းတယ်မြေပဲစားလော်ထောင်းတယ်ပြီးရနေခါကျက်ုပ်လေးထဲ့တယ်တမညာဒီတစိမ့်ထဲ့တယ်ပြီးရနေအချင်းနဲ့ရေလေးမကြီးရေလေးကျမနှဆုံးလောက်ထည့်လိုက်ပါတယ်ပြရနဲ့ကျမအကျွတ်ကျွတ်ကျွတ်နဲ့အရန်စားလို့ကောင်းတယ်သင်္ဘောသီးလေးတွေကိုထည့်လိုက်ပါတယ် ချက်ပြီးတော့ထောင်းလိုက်ပါတယ်เนาะပြီးရနဲ့ကိုစားမဲ့ပကံလေးကိုထည့်လိုက်ပါတယ်ဒီသင်္ဘောသီးလေးတွေကိုလေချစ်ပြီး45မိနစ်လောက်သေးချာရေခဲတုံးလေးနဲ့စိန်ပြီးတော့ရေခဲတက်တာရထည့်ထားတာလေကျွတ်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 လေးနဲ့အရင်စားလို့ကောက်တယ်เนาะဒါကြောင့်မို့ဒီလိုမျိုးလေးကိုကထောင်းမဲ့ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးစိန်ထားပါဒါကအချင်းချင်းဆက်ဆက်လေးနဲ့အရင်စားလို့ကောက်တဲ့သင်္ဘောသီးထောင်းနဲ့မုံဘတ်ထောင်းလေးပါအားလုံးပဲကျေးဇူးပါရှင်